ချင်ပြည်ဖားကဲမြို့နယ်ထဲကလောက်ခင်းရွာမှာစစ်ကောင်စီစစ်ကြောင်းဝင်လာပြီးနောက်အရက်သား၅ယောက်ကိုပြစ်တက်ခဲ့တဲ့အပြင်တက်ဆွဲအထိုက်ချဖို့လည်းပြင်ဆင်နေပါတယ်။လောက်ခင်းရွာကိုမေလ29ရက်နေ့ကစပြီးဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကအရက်သားပြည်သူတွေကိုပြစ်တက်သွားခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်အမျိုးသမီးတယောက်အပါအဝင်အရက်သား9ယောက်တည်ဆုပ်ပြီး9ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လမ်းကြောင်းတလျှောက်လူသားတိုင်းကအတွက်ဖန်ဆီးခင်ရတဲ့သူတွေကိုတော့ပြန်လွတ်ပေးပြီလို့ဒေသခံတယောက်ကပြောပါတယ်။မေလ29ရက်နေ့မှာစစ်ကောင်စီစစ်ကြောင်းကလौခင်းရွာကနေထွက်သွားပြီဖြစ်ပေမဲ့စစ်သားတချို့ကတော့လौခင်းကျေးရွာအုပ်စုထဲကမော်စီစာရွာဖုန်ကြီးကျောင်းမှာတက်ဆွဲဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။အဲဒီစစ်ကြောင်းကတခြားစစ်ကောင်စီတပ်သားတွေကတော့ ဖက်ကန့်ဘက်ကိုမီလာ30ရဲ့နေ့မှာရောက်သွားပြီဖြစ်လို့တိုက်ပွဲတွေဖြစ်လာမှာကို ပြည်သူတွေကစိုးရိမ်နေကြပါတယ်စစ်ကောက်စီကဖားကက်ကိုလမ်းကြောင်း၃ခုကနေစစ်ကြောင်းထိုးနေတာဖြစ်ပြီးဖားကက်နာအထီရောက်လာတာလည်းဖြစ်ပါတယ်